င်္ဂလာပါကုလူတို့အခုကျွန်တော်ကဥလှဝင်းလေတရေတူရေးသားတဲ့ငလျင်ဘုံကျဲကဲစဉ်ကနေအခြားဝတ္ထုတူများစာအုပ်ကိုပိုင်းရှင်းနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါအောင်။လေရင်မူကြီးဘူကြီးတွန်နာဆိုင်မှာတကူလုံးချွေးသီးချွေးပုံများ ကြနေသည်ခေါင်းတစ်ခုလုံးမှာလည်းထူပူလျက်ရှိ၏မထူပူ၍လည်းမဖြစ်တော့သူ့လင်းမြန်မှာအဓိကအထင်းရွက်များထိမ့်မရဖြစ်နေပြီမဟုတ်လားဘယ်ဘက်နံမနှစ်စက်ကောင်းရက်သွားသည်ဖြစ်လေရင်ဦးမှာဘယ်ဘက်သို့ရိမ့်ပါသွား၏တွန်နာတိုင်းကညာဘက်ပဲ့ကိုလှမ်းကန်ထိမ့်လိုက်၏အထင်းရွက်များပြတ်နေသည်ဖြစ်လေရင်ဦးမှာတုတ်တုတ်မျှမလို့ဘယ်ဘက်နံမတစ်ဆက်ကို ညာဘက်ဆက်နှလုံးအားနဲ့ညီအောင်အဆုံးမြင့်တင်ပေးလိုက်လီရင်ဦးမှာဘယ်ဘက်သို့ရင်းဆွဲနေရမှမူလဥတီရက်သို့ပြန်တဲ့လာပါသည်တော်ပါသေးသည်ပဲ့စားအတောင်ပံနှစ်ဖက်ရှိဆက်အားများကို အတိုးအလျှော့ပြု၍လီရင်ဦးကိုဘယ်ညာအတိန်ဆောင်အထိုက်လျောက်လုံနိုင်သေးသည်မဟုတ်လားသို့သောထိုအချိန်၌လီရင်မှုအဓိကရင်ဆိုင်နေရသည့်ပြဿနာမှာလီရင်မြန်ဤတည်ငြိမ်မှုများပြတ်သွားခြင်းဖြစ်၏ ဘယ်ဘက်နံပါတ်2ဆက်ကောင်းမှရိုးရိုးပြတ်သွားသည်မဟုတ်တခုလုံးကျွတ်ပြီးပြုတ်သွားခြင်းဖြစ်သည်ဖြစ် သူပြုတ်ဆက်သွားသည့်နေရာတွင်အပေါက်ကြီးဖြစ်နေသည်မူလဆက်ကောင်းဘေးပတ်လည်ရှိကိုရေတတ်တူပြားများတွန့်လင်ပြီးအပေါ်အောက်လန်ပြီးရှေ့မှလေတိုးရင်တိုးသလိုလင်းမြန်ကြီးဤတည်ငြိမ်မှုကို ပြက်အောင်ဖန်တီးနေ၏အဓိကအထင်းရွက်များပြက်နေချိန်၌တည်ငြိမ်မှုမရှိတော့သောလင်းမြန်ပြက်ကြီးကိုအဘယ်သူ့ နိုင်အောင်ထိန်းရတော်မူနည်းဆက်ထိန်းခလုတ်များကိုကင်နာတော့တွန်နာတိုင်းလက်ချောင်းများမှာကြောက်စိတ်များကြောင့်နှက်ဘူးသလိုတုန်ခါနေသည်အခုပြဒနာမှာနေဘတ်တွင်ဖြစ်ရင်တော်သေးသည်လင်းရောင်ရှိသည်ဖြင့်ကြံသင့်သလောက်ကြံနိုင်ဦးမည်ယခုမှညာခပ်ပြီဘဝဝင်တစ်ခုလုံးအမှောင်ဖုံးနေသည်ဤဆုံးလင်းရင်ကွင်းမှာလေဘယ်မျှအဝေးတွင်ရှိမည်ကို မမှန်းဆရသည်ခတ်ချီပြီပန်ကာရလက်ပြုတ်ထွက်ချိန်၌လင်းရင်ဦးမှာအနောက်စူးစူးသို့ဦးတည်နေ၏အမြင့်ပေမှာ8500ပြန်တန်းနှုံးမှာ185မိုင်ဆက်တလုံးရထားရသဖြင့်လင်းရင်ဦးမှာအောက်သို့နှိမ့်စင်းသွား၏လင်းရင်မှုကအထိမ်းမောင်းတံကို နောက်သို့ဆွဲလိုက်၏ပြန်မော့မလား မှန်သည်အတက်အစင်းထိမ့်ရွက်က အလုံးမှမလုံတော့ကြည်ပဲလေရင်တထောက်ကြည်လေရင်မူးခေါ်နေတယ်လေရင်မြန်တွင်သုံးရေဒီယိုလိုင်းမှလေရင်မူးတွန်နာတိုင်းကနောက်မှတက်ထောက်ကြည်ကိုလှမ်းခေါ်လိုက်လေရင်မူးတက်ထောက်ကြည်ပြန်ထူးနေတယ်ဆက်ပြောပါတူနီငါတို့ရဲ့လေရင်မြန်ဒဇင်းလုံးရဲ့အထင်းကျိုးတွေပြတ်ကုန်ပြီကောင်းတာဆိုလို့အတောင်ဘဲညာစောင်းနိုင်တဲ့ အထိန်မောင်းနှံတစ်ခုပဲကျန်တယ်။ခုလေရင်ဦးကအောက်ကိုစိုက်ဆင်းနေတယ်။မင်းခီးသေးတယ်ကိုအမီးအစွန်ပိုင်းကခုံတွေစီရွှေ့ပြီးတော့ထိုင်ခိုင်းကြည့်စမ်းပါ။ပြန်ဦးမော့လာအောင်လို့။ဟုတ်ကဲ့ကပတိန်ခုရွှေ့ထိုင်ခိုင်းလိုက်မယ်။လေရင်တက်ထောက်ကြီးကခီးသေးလေသေးများကိုရှေ့မှာကပတိန်ဆန္နာကိုရှင်းပြလိုက်ပြီးမိပိုင်းခုံများတို့အ мян ရွှေ့ထိုင်ခိုင်းလိုက်။ခီးသေးများကလည်း ကျိုးနွန်စွာပင်အမြန်ရွှေ့လိုက်ကြ၏ကပတိန်တပ်ထောက်ကြီးတရင်ပုတ်နေတယ်ခီးတယ်တွေအကုန်နေရာရွှေ့ထိုင်ခိုင်းပြီးပြီဒဏ်ရာရထားတဲ့ဒုလျင်မှုနဲ့ဆရာဝန်ဘုံမှုတော့အရွှေ့ရခတ်နေလို့ကျွန်တော်တို့ရှေ့မှာပဲခြံထားတယ်ဦးကပြန်မမော့လာသေးဘူးမင်းရှေ့ဘက်မှာခီးတယ်တွေရဲ့ပစ္စည်းတွေရှိသေးတယ်မဟုတ်လားဟုတ်ကဲ့ရှိတယ်အဲ့ဒါတွေကိုလည်းအမိပိုင်းပဲအကုန်ရွှေ့လိုက်စမ်း လေရင်တက်ထောက်ကခီးတယ်များ၏ပစ္စည်းအလုံးကို အမီးပိုင်း၌သွားစုပုံထားလိုက်၏အမီးလေးသွားပြီလေရင်ဦးမှာချက်ချင်းပြန်မော့ပြီးအပေါ်ထောင်တက်လာ၏မြန်နှုံးမှလည်းချက်ချင်းကျသွား၏လေရင်တက်ထောက်ကပတိန်ပြောတယ်အမီးပိုင်းဘက်တိတ်လေးသွားပြန်ပြီပစ္စည်းနဲ့နဲ့ကိုရှေ့ဘက်ပြန်ရွှေ့ဟုတ်ကဲ့ကပတိန် တက်ထောက်ကြီးကဝုံအချို့ကိုရှေ့ဘက်ပြန်ရွှေ့လိုက်။မော့နေသောလေရင်ဦးနေရာမှာ နေရာမှန်ပြန်ကျသွား၏။ခက်လှပါသည်။လေရင်မြမဥဆိုင်နေရင်လေတဖြည်းဖြည်းအမြင့်မှအနှိမ့်ရောက်သွားပြီး မြေကြီးနဲ့ဝင်ဆောင်၍ပါလာသည်မလူသေကုန်ပြီ။ဥမော့နေပြန်တော့လေမြန်နှုံးတဖြည်းဖြည်းရော့ကျလာပြီးနောက်ဆုံးလေရင်မြန်အနည်းဆုံးလေထဲပြန်နေရမည်နှုံးအောက်ရောက်သွားရင် လေရင်မြန်ကြီးမြမရုတ်တရက် ဂဲတလုံးကောင်းငင်မှပြုတ်ကျသွားသလိုပြုတ်ကျပြက်စီးသွားမည်။လေရင်မြန်တို့မှာများနေอยู่လည်းမဖြစ်။နဲနေอยู่လည်းမရ။ဥမာမော့နေอยู่လည်းမရ။စိုက်နေอยู่လည်းမဖြစ်။ယင်းသူပြုတ်ကျသွားခြင်းကိုလေတရေသုံးဝေါ်ဟာရအဖြစ်စတောဟုခေါ်၏။ရှီယာကောင်ဘလောက်ပဲကြိုးစားကြိုးစားခဏနေတို့အားလုံးမြေကြီးပေါ်ပြန်ရောက်ကြတော့မှတေးကြတယ်ကွာ။ခီးတဲ့ထဲမှာလေတရေတူက သူ့ဘေးမှာလေတရေတူကိုပြောလိုက်။ဘာပြုတ်လို့လဲ။ဘာဖြစ်ရမှာလဲကွာ။မင်းသိပ္ပံပညာရှင်ကြီးနျူတန်ပြောထားတဲ့စကားကိုမေ့သွားပြီလား။ကမ္ဘာဆွဲရကြောင်လေတွေသွားနေကြတဲ့အရာဝတ္ထုအားလုံးဟာနောက်ဆုံးတော့မြေပြင်ပြန်ရောက်ကြတာပဲဆိုတာ။တခုနဲ့တခုအချိန်မဲချတာရှိတယ်တဲ့။နားထောင်နေသည့်ဘေးကလေတရေကလည်းရောကြီးလိုက်။ဤမြကြီးမာသောသေဘေးတွေ့နေချိန်၌ ရည်စရာပြောနေနိုင်ကြသည်မှာအံ့စရာကောင်းလာ၏တို့ချိန်၌လေချောင်းလမ်းပြနှင့်လေချောင်းအချက်ပြမှာလေအလွန်အလုတ်များနေကြ၏လမ်းပြကလေမြန်ကြီး၏ရောက်ရှိနေသောတီနီယာအတိတ်ကြောင်ရှာဖွေပြီးအချက်ပြကိုပေးလိုက်၏အချက်ပြကနီးယာလီဒါစခန်းများမှအကူအညီရနိုင်ရေးအတွက်ချက်ချင်းရေဒီယိုလိုင်းမှအတန်လှွင့်ဆက်သွယ်ရန်ကြိုးစားဤပထမဆုံးအတန်လှွင့်နိုင်ချိန်မှာ ည8:48မိနစ်တွင်ဖြစ်၏ SOS 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 TG 904မှသတင်းပို့နေတယ်ဒီနေရာမြောက်လက်တီကျု32ဒီဂရီ3ည5မိနစ်အရှိလောင်ကြီးကျု27ဒီဂရီ20မိနစ်လေရင်မြန်နှုံ180ဥတီအိမ်မြောင်ညွန်140အမြင့်ပေ9000အင်ဂျင်နှလုံးပေါက်ကွဲအထင်းရွက်ကြိုးတွေပျက်စီးအရေးပေါ်ကွင်းစင်းမယ်ကြားသည့်မျိုးစင်များပြန်ဆက်သွယ်ပါပြန်ဆက်သွယ်ပါ ေချောင်းအချက်ပြကလေးလိုင်းတစ်ခုတွင်အတန်လွှင့်ပြီးသည့်နှင့်အခြားလေးလိုင်းတစ်ခုသို့ချက်ချင်းပြောင်းခေါ်လိုက်၏ SOS ဆိုသည်မှာလေးမြန်များတင်းမောများ၏အရေးပေါ်အန္တရာယ်တွေ့ချိန်များ၌အကူအညီတောင်းသည့်ကဘာသုံးအချက်ပြစကားဖြစ်၏ DG 9ခုလေးမှအတန်လွှင့်ချက်ကို လူကာကာစကက်ဘော်နီယိုနီကိုစီယာနှင့်ဘင်နီနာမျိုးများရှိ လေရင်ထိမျော်စင်များကဖမ်းယူရရှိ၏ DG 9ခုလေး၏ဒီနေရာနှင့် အနည်းဆုံးမျှော်စင်မှာပင်နီနာလေရင်ခွင်းမှာမျှော်စင်ဖြစ်၏ည7:51မိနစ်တိတိတွင်ပင်နီနာလေရင်ခွင်းမျှော်စင်မှာတီဂျီ9ခုလေးကိုပြန်ဆက်သွယ်ပါသည်တီဂျီ9ခုလေးပင်နီနာမျှော်စင်မှာပြန်ဆက်သွယ်နေတယ်ခမားသတင်းပို့ချက်များအကုန်ရကျွန်တော်လေရင်ခွင်းမှာခမားတီနီယာအိမ်မြောင်ညွန်း3ည8ခုနှစ်2ဒီဂရီကြားလင်အကြောင်းပြန်ပါဒါပဲ အင်းဒီနာမျောစင်တီကြီးငါးခွန်လေးရပြန်ပြောနေတယ်အိမ်မြောင်ညှုံးရခဏဆောက်ပါဦးဒါပဲလေချောင်းချက်ပြကလေရင်မှုကိုဘင်းဒီနာမျောစင်နဲ့အဆက်အသွယ်ရာချောင်းနဲ့အိမ်မြောင်ညှုံးကိုသတင်းပို့လိုက်၏ဘင်းဒီနာမျောစင်တီကြီးငါးခွန်လေးရပြောနေတယ်ကပတရသူနဲ့လှိုင်းတို့လေလိုင်းကဓာတ်ရိုက်ဆက်သွယ်ပါတဲ့ဒါပဲဘင်းဒီနာမျောစင်နဲ့လေရင်မှုတွန်နာတိုင်းတို့လှိုင်းတို့မှာ တိုက်ရိုက်အဆက်တွေစလုပ်ကြ၏ချိန်မှာည9နိုင်ရှိလေပြီပင်နီနာမျိုးစင်တီဂျီ9ခုလေးကပတိန်ပြောနေတယ်ကျွန်တော်အသံဘယ်အဆင့်ကြားလဲ33ကပတိန် ကျွန်တော်လင်းမြန်ပြန်တန်းတော့အခု190ပဲရှိတယ်ကျွန်တော်အရှိတ်ဘက်ကခမလင်းရင်ပြေးလန်းရှိအောင်ဝင်လာမယ်လမ်းမှာအတားစီဘာရှိလဲဒါပဲလင်းရင်ပြေးလန်းအရှိတ်ဘက်9မိုင်အတွင်းမှာတော့အားလုံးရှင်းတယ်ဘာအတားစီမှမရှိဘူး9မိုင်ဟိုဘက်မှာတော့တောင်ကုန်းတွေရှိတယ်ခမတို့မြို့ကန်းကြီးရတောင်ပြင်အခြေအနေရရောဘလို့ရှိလဲရှင်းပါတယ်ဒါပေမဲ့မြင်ကွင်းမကောင်းချင်းကက်လည်းမကောင်းဘူးကိုင်းအရှိတ်ဘက်9မိုင်အတွင်းမှာ တောအုပ်တို့တစ်ပင်ကြီးတို့မြောင်းတို့ရှိလားမရှိဘူးဒါပေမဲ့ဂျိုက်တွေတော့ရှိတယ်သိတ်တော့မနှက်ဘူးဒါဖြင့်ကျွန်တော်ကမ်းခြေတောင်ပင်ပေါ်ပဲဆင်းနေတယ်ဗျာကျွန်တော်စကမ်းရဲ့တက်မှုကပြောတယ်တောင်ပင်ပေါ်ဆင်းမှာတို့သဘောမတူခြင်းဘူးတဲ့ချင်းကလည်းမကောင်းအန်ရပုံများလိမ့်မယ်တဲ့ခမရတို့ပြေးလန်းထိတ်မှာရှင်းထားတဲ့မြေခွက်အကျယ်ရောဘလောက်ရှိလဲ gain 900 ဂိုက်900ဆိုရင်တော့မစိုးဘူးလင်းမှုတော်နာတိုင်းသည်သူ့စိတ်ထဲတွင်အမျိုးမျိုးတွက်ဆကြည့်နေ၏ပန်နီနာလင်းခွင်းမှာပင်လယ်ကမ်းခြေနှင့်ကပ်နေသောလင်းခွင်းဖြစ်၏ဘရင်လေဒါဆန်ခုတက်ဆွဲထားသည့်ဖြင့်သူလိုသည့်အကူအညီအကုန်ရနိုင်မည်မှာတော့အမှန်ဖြစ်၏သို့သောထိုစခန်းမှာစခန်းငယ်စခန်းကြီးရှိသောကတ်စတယ်ဘိုနီယိုမြို့အထိဆက်သွိုင်းကောင်းလိမ့်မလားသို့သော သူ့လင်းအမြန်ကိုလည်းသူစိတ်မချလာကာစတယ်ဘိုနီယိုမြို့ထိမရောက်ပဲလမ်းတွင် ထိုးကြသွားလျင်ဖြင့်အကုန်အကျိုးနှဲတော်မူသူသည်လင်းရင်ဦးကိုဗန်နီနာလင်းရင်ခွင်းရှိရာသို့ဦးတည်လိုက်လင်းအမြန်ကိုထိမ်းမောင်းနေရသည်မှာလေစိတ်ပြက်စရာ ကောင်းလောက်အောင်ခတ်လှသည်လင်းရင်ဦး၏ဘဲညာရိမ့်ရွှဲမှုကိုဘဲတောင်မှန်ရှိဆက်တလုံးနှင့်ညာတောင်မှန်ရှိဆက်နှလုံးကိုအလျှော့တင်းလုပ်၍စမ်းထိန်ကြည့် အဆိုပါရသင့်တယ်လို့ရပါသည်သို့သောတစ်ဖက်ကတစ်လုံးကြံတစ်ဖက်ကနှလုံးဖြစ်နေသည်ဖြစ်ရိမ့်နှုံးမှာအထိန်ရခက်လောင်အားကြီးနေ၏အလွန်တရီထားနေရ၏ပြဿနာအကြီးဆုံးမှမူလေရင်ဥကိုနှိမ်ဆင်းအောင်မြင့်တက်အောင်လှုပ်ခြင်းဖြစ်၏နောက်ပိုင်းမှလေရင်တက်ထောက်ခြင်းနှင့်အပေးယူလို့၍ဝန်ပစ္စည်းများကိုအမီးနှင့်ခေါင်းကိုအမျိုးမျိုးပြောင်းပြီးလေရင်ဥကိုအပေါ်တက်အောက်ဆင်းဖြစ်အောင်လှုပ်ရမှာ မြေပြင်နှင့်အလံဝေးသောအမြင့်၌လှုပ်၍ဖြစ်တော်လေမြေပြင်အနီးရောက်နေချိန်၌လှုပ်ရန်မလွယ်ပါအန်ဒီအများလွန်လိုက်အပေယူမှားသွားသည်နှင့်အားလုံးသိမည်ဖြစ်၏ဆက်အားကိုအတိုးလျှော့လှုပ်၍လေရင်ဥကိုထိမ့်နေကောင်းမလားဖြစ်နိုင်သည်လေရင်ပြန်၏တိတ်ပန်သဘောမှာဆက်အားမြှင့်ပေးလိုက်ရင်ခေါင်းထောင်ပြီးလျှော့ပေးလိုက်ရင်ခေါင်းကျသွားမည်သို့သောစက်တလုံးပြတ်နေသည်ဖြစ် လင်းရင်ဥဆိုင်ရန်လွယ်သလောက်ခေါင်းမုံအောင်လုပ်ဖို့ခတ်နေသည်ထို့ကြောင့်တခုတည်းသောကွင်းစင်းနိုင်သောဤမှာလင်းရင်မြန်ကိုစက်အားအကုန်မြင့်ပြီးမြေပြင်သာလျှက်ပြန်သွားမည်နောက်ပြေးလမ်းမောရောက်မှ စက်ကိုအကုန်ပိတ်ချလိုက်ပြီးလင်းရင်ကိုယ်ရည်ပြေးလမ်းမောပစ်ချလိုက်ရန်ဖြစ်၏တစည်းလုံးမှလူများအသက်ရှင်ရန်မမျှော်လင့်နိုင်တော့လေရှင်သင်သလောက်တော့ရှင်ကြအောင်မည်မဟုတ်လား အားလုံးစုပြုံသေးကြမည်စာတစ်ယောက်အသက်ရှင်လည်းမဆိုးဘူးနှစ်ယောက်အသက်ရှင်လည်းမဆိုးထိုချိန်၌ဘင်နီနာလေရင်ကွင်းရှိဘရင်လေဒတ်စခန်းမှတာဝန်ရှိသူများမှလည်းအလွန်ပြားများနေကြ၏ပထမဆုံးလေရင်ပြေးလမ်းမှကွင်းစင်းမိများကိုအရေးပေါ်လိုက်ထွန်းရ၏တီဂျီ9ခွန်လေး၏ခီးစဉ်မှာကာစတယ်ဘိုနီယိုလေစိတ်၌ဆင်းရဲဖြစ်၏ဘန်နီနာလေစိတ်သို့ဆင်းရဲမဟုတ်ထို့ကြောင့် ဗန်နီနာလေစိတ်တွင်ဆင်းသက်ရန်ကြိုတင်ပြင်ဆင်မှုဘာမှလုပ်မထားအခုမှအရေးပေါ်အားလုံးလောက်ရည်လီဒါစခန်းကဘင်ဟာစီမြို့ဆေးရုံတို့ဖုံးဆက်ပြီးဇယဝန်နဲ့သူနာမြို့ကားများရှိသလောက်အရေးပေါ်အတွက်အမြန်လွှတ်ပေးရန်ပြော၏ဆေးရုံတာဝန်ခံများကလည်းချက်ချင်းလွှတ်ပေး၏နောက်မိသားကားများကိုရနိုင်သမျှရှာရ၏မျောစင်းတီကြီး9ခုလေးကပြောနေတယ် ဆက်ပြောပါခမရလေရင်ပြေးလမ်းမှာကွင်းစင်းမီးတွေထွန်းပြီးပြီလားပြီးပြီဒါဖြင့်ကျွန်တော်စဆင်းလာတော့မယ်မဆင်းနိုင်အောင်မဆင်းနိုင်အောင်ခမရနောက်15မိနစ်လောက်လေထဲဆက်ဝဲနေလို့မဖြစ်ဘူးလားသူနာပြုကားတွေကအခုထိမရောက်လာကြသေးဘူးဆေးရုံကတော့ထွက်လာကြပြီကျွန်တော်စူးစမ်းကြည့်ပါမယ်စကမ်းမူကခမရမှာခီးတဲ့ဘလောက်ပါခဲ့တယ်လေတဲ့28ယောက်လေရင်သားတွေအပါဝင်လားမဟုတ်ဘူး လေရင်သားတွေပိုင်း33ယောက်ဗန်နီနာလေဒက်စခန်းမှုကလေလူအရေးအတွက်အတိအကျတည်င်းရရင်မှသူ့အတွက်အလွန်အရေးကြီးလာ၏ဤအရေးအတွက်သိမှမြေပြင်မှကယ်ဆယ်ရေးလူဝင်အားကိုလေသူအတိအကျပြင်ဆင်ပေးနိုင်မည်မဟုတ်လားညအချိန်ဖြစ်နေခြင်းမှာမြေပြင်မှကယ်ဆယ်ရေးသမားများအတွက်လေအလွန်ကြီးသောအခက်အခဲဖြစ်နေ၏လေမြန်ပြက်အနည်းသူရောက်အောင်သွားရေးချင်းကဲ့ရေးကယ်ဆယ်ရေးများမှာ မမမဲမဲအတွင်း၌အဘယ်သို့လျင်မြန်စွာဆောင်ရွက်ကြရမည်နည်းလျင်တထောက်ကြီးမှာထိုချိန်၌နောက်ပိုင်းခီးတယ်များကြတွင် အလုံးအလုံးရှုံနေအရေးပေါ်ကွင်းစင်းချင်းဖြစ်၍ခီးတယ်တိုင်းတက်ကဲကပတ်စနစ်တကျပတ်ရန်လို၏ရွေရှားနိုင်သောဝန်စီအလုံးကိုချီနှောင်ရ၏အရေးပေါ်ထွက်နိုင်သောတက်ကဲတကားပေါင်းများကိုကြိုတင်ဖွင့်ပစ်လိုက်ရ၏စေမှုပုံမှုဘရောင်းမှာ ဒဏ်ရာပြင်းထန်စွာရထားသောဒုလျင်မှုဤကျမ်းမြင်ပေါ်၌ပင်ထိုင်ပြီးအမျိုးမျိုးပြုစုပေးနေ၏ဒုလျင်မှု၏ဒဏ်ရာများမှလည်းပြင်းထန်လှပြီဘုမှုကွင်းစင်းသွားတော့မယ်ထိုင်ကုန်ကိုပြန်ထိုင်ပြီးတက်ကဲကပတ်ပတ်ပါလျင်တက်ထောက်ကြီးကဆေးမှုကိုလှမ်းပြောလိုက်ဒီလူနောက်ဘယ်နဲ့လောက်ကြမလဲတက်ထောက်ကြီးကမြည်တို့မြပြန်မဖြေပါ ဖြေရခန့်နေရှိခမကပတိန်ကိုသွားတရင်ပို့ပါ ကျွန်တော်အန်နီကိုကျွန်တော်သိတယ်ဒါပေမဲ့ဒီလူနာဘေးမှာပဲကျွန်တော်ကိုဆက်နေခွင့်ပေးပါလို့လင်းတက်ထောက်ကြီးပြန်လှည့်ထွက်သွား၏ည9:49မိနစ်တွင်လူနာတင်ကားနှင့်မိသက်ကားများလင်းဝင် ရောက်လာခဲ့ကြ၏တီကြီးငါးခွန်းလေးညှော်စင်ရခေါ်နေတယ်ပြောပါ ူနာတင်ကားတွေရောက်လာပြီအားလုံးအစင်သင့်မယ်ခမားတို့ဆင်းကျင်ဆင်းခဲ့တော့ဟုတ်ကဲ့ဆင်းခဲ့မယ်ကျွန်တော်ပင်လယ်ဘက်ကလှည့်ပတ်ဝင်ခဲ့မယ်ခမားပြေးလန်းစားတဲ့နေရာအတိအကျဘယ်နားလောက်ကလဲပထမအဦးဆုံးကွင်းဆင်းမိရဲ့ဂိုက်တရာလိုက ချိန်မှာည9:51မိနစ်လေယမှုတော်နာတိုင်းသည် သူ့လေယံပြန်ကိုမြေပြင်မှ ပေတထောင်အကွာဝေးနားရောက်သည့်အထိဆင်းသက်လာသည်အောက်တွင် ပင်လေပြင်ကြီးဖြစ်၏ညာဘက်တောင်ပံထိပ်တွင်ဗန်ဟာစီမြို့မှလင်းနေသောလမ်းမီးများကိုမြင်တွေ့နေရ၏သူသည်လေယံဦးကို180ဒီဂရီလှည့်ပြီးဗန်နီနာလေယံကွင်းရှိရာသို့ဦးတည်လိုက်၏ သုံးမိနစ်ခန့်အတွင်းမှာပင်လင်းရင်ပြေးလန်းပေါ်မှကွင်းစင်းမိများကိုစမြင်တွေ့ရ၏ထိုချိန်၌ပြေးလန်းနှင့်သူ့လေးမြန်ရှိသောအကွာဝေးမှာဆယ်မိုင်ခန့်လိုသေး၏ဆယ်မိုင်ခီးမှာလေးချောင်းခီးတွင် ဝေးတော်ခီးမဟုတ်တွနာတိုင်းသည် သူ့လေးမြန်၏ဘိန်းထိန်ခလုတ်ကိုလှမ်းကြည့်လိုက်၏ဘိန်းများမှာမတင်ထားပါသည်သူ ဝမ်းပိုင်းနဲ့ရှက်ဆင်းမြည်ဖြစ်လင်းမြန်အရှိန်ထင်းရန်အပူတောင်ပံကိုလည်းမချရဲချလိုက်ရင်ဥမော့သွားမည်ထိုချိန်၌လင်းမြန်ခန်းရှိမြန်နှုံးပြတိုင်ခွက်တွင်တနင်္ဂနွေ140မိုင်နှုံးကိုပြလျက်ရှိလင်းမြန်၏အမြင့်မှာတဖြည်းဖြည်းမြေပြင်အနီးသို့နှိမ့်ဆင်းလာခဲ့သည်နောက်ပိုင်းမှာခီးတယ်များမှာထိုချိန်၌အသက်မရှိသောအယုတ်ကလေးများလို့ ုထိုင်ကုန်အသီးသီး၌ငြိမ်ထိုင်နေကြ၏ဆေးမှုဘုံမှုဘရောင်းတယောက်သာငြိမ်မနေနိုင်သူ့လူနာတို့ဆောင်းချုံပေးလိုက်ခေါင်းနေသားကိုပြောင်းပေးလိုက်နဲ့အလုတ်များနေ၏လေရင်ပြေးလမ်းမှတမိုင်ခန့်လိုတော့သည်တွန်နာတိုင်းကသူ့လေရင်မြိုင်းဆက်ရှင်ကိုအနှင်းငယ်စမ်းပြီးရှော့ချကြည့်လိုက်၏လေရင်မြန်ကြီးမှာ ရုတ်တရက်မြေပြင်အနီးသို့ ပြေးကက်နေဝင်သွား၏ဟာပြေးလမ်းမိတွေပျောက်သွားပြီမြို့ဤစကားမှာမျော်စင်မတီကြီးငါးခုလေးလင်းရင်မှုဤစကားကိုနောက်ဆုံးကြားလိုက်ရခြင်းပင်ဖြစ်၏မှန်သည်လင်းရင်မြန်ကြီးမှာမြေကြီးပေါ်ရောက်သွားလိမ့်မည်ပြေးလမ်းမှာဂိုက်600အကွာတွင်ဖြစ်၏ရှေးဥစွာလင်းရင်မြန်ပံကာများနှင့်မြေပြင်ဝင်ဆောက်၏ နောက်လေရင်ဦးနောက်ကိုရဲနောက်လင်းမြန်တစည်းလုံးဂိုက်တရာအဝေးခန့်ရောက်သည့်အထိလေထဲပြန်မြောက်တတ်သွားပြီနောက်တစ်ချိန်မြေပြင်နှင့်ပြန်ထိသောအချိန်မူပထမဆုံးညာဘက်တောင်ပံနှင့်အရင်ထိတပိုင်းပြတ်ကျန်ခဲ့၏နောက်စက်ခန်းတစ်ခုလုံးကျွံဝင်သွား၏နောက်မြေပြင်တွင် တစည်းလုံးကန့်လန့်ကြီးဒရွတ်တိုက် ပါသွားပြီးပထမတစ်ကြိမ်မြေပြင်နှင့်လေမြန်ထိသောနေရာမှဂိုက်360အကွာနေရာတွင်ရက်သွား၏လူနာတင်ကားနှင့်မိသားကားများ လေမြက်ရှိရာသို့အချိန်ပြင်းစွာဖြင့်မောင်းလာကြ၏လေမြန်ပေါ်မှခီးသည်များမှအားလုံးကြောင်နေသည်တူးတယောက်မှလည်းဒဏ်ရာရခြင်းမရှိဓာတ်စီတိုင်ကြီးမှလည်းဂါလန်800များကြံသေးတော်လေ မိမလားမပေါက်ကွဲခီးတဲ့အလုံးရှစ်လေးမြန်စက္ကန်းရှိရသူမိမိတို့အသီးသီးထိုင်ကုန်များမှမထသေးပဲစိုက်ကြည့်နေကြသည်စက္ကန်အတန်ကြာသည့်အထိမြည်သူမြမထွက်လာတက်ကဲအဖွဲရောက်ခဲ့လိမ့်မည်အရေးပေါ်တကားများမှလေးမြန်ပေါ်ခုန်တက်ပြီးခီးတဲ့များကိုအမြန်ဆင်းခိုင်းစက္ကန်အတွင်းရှိ လေရင်သားများမှ လေချောင်းလမ်းပြနဲ့လေချောင်းတက်ထောက်ကြီးတို့မှလွဲပြီးမြည်သူမြအသက်ရှင်ကြံရှိသူမရှိပါအားလုံးသိဆုံးသွား၏စေမူဘူမူဘရောင်းမှမူပြင်းထန်စွာဒဏ်ရာရသွား၏သို့သော အသက်မသေးပါသူ၏လင်းမြန်ပြတ်ကြစဉ်မိမိလူနာအပေါ်အသက်ဆွန်ပြီးစောက်ရှောက်သောကြိုးပမ်းမှုများအတွက်ပင်ဗြိတိန်နိုင်ငံ၏စစ်အေးချင်းချင်းမြင့်သောအမြင့်ဆုံးတရေကောင်းဘွဲတစ်စိတ်ကို 1952ခုနှစ်မေလ18ရက်နေ့၌ချီးမြှင့်ခြင်းခံရပါသေးသည်ကဲပါစိုက်ဆရာဦးလာဝင်းလေတရဲတူရေးသားတဲ့ငလျင်ဘုံကျဲခဲ့စဉ်ကနဲ့အချားဝတ္တုတို့များစာအုပ်ကိုအပိုင်းရှင်းနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမှတွေ့လို့ အိတ်စီတန်လိုရာပြေကြပါစေကျေးဇူးတင်ပါတယ်